သာသနာတော်နှစ်2568ခုနှစ်1386ခုတပေါင်းလာပြီကျော်3ရက်16ရက်3လ2025တနင်္ဂနွေနေ့ပြီးဒီမှာပြန်ပွားရေးတင်းကြီးဤဖောက်တော်ရနေ့တရားစကန်းရဲ့သုဒ္ဓတမနေ့ဇလီရမြောင်နေ့ဖြစ်ပါတယ်ဗျာဖသိကုံသောဖသိကုံသောဘုရားပေါင်းတို့သည်ဘုရား င်နိုင်ကြပါစေကုန်သတည်းတရားမင်းပုံဉာဏ်အာသဝကယမဟာဟောတုတရားမင်းပုံဉာဏ်နိဗ္ဗာန်တသစ္စယောဟောတုအရှင်ဘုရားတိရောများသည်တိရောများသည်ဤနေဤယ ုရရသောဒါနကုသိုလ်ဒါနကုသိုလ်စောင့်တည်ရသောစောင့်တည်ရသောတိလကုသိုလ်တိလကုသိုလ်ပွားများရသောပွားများရသောဘာဝနာကုသိုလ်ဘာဝနာကုသိုလ်စေတနာကံစေတနာကံအလုံးစုံသည်အလုံးစုံသည်မာတော်လေးတံ ါစေတံရှင်မြတ်ဘုရားအဲဒီနေ့တော့အာနာပါနကမ္မထံဖြစ်တဲ့အခြေခံလုပ်ငန်းရပ်နဲ့ပတ်သက်ပြီးခံစားချက်ကလေးတွေပြောင်းသွားတာလေးကိုထက်ထဲဝင်ဝင်သိဖို့ရန်အတွက်နည်း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 တဲ့အပိုင်းကလေးတွေးခေါ်ဖို့ဒါလေးတွေသတိထားဖို့ဆိုပြီးတော့ လုပ်ငန်းခွင်ရရုပ်တရားပြီးသွားရင်နန္တရားသိမ့်စီတဲ့ဆိုတဲ့အပရင်ကို ရောက်တဲ့ခါကြတော့တဲ့ထေကရာကမဟာဝကထေကရာမှာနန္တရားတွေကို သိမ့်စီတဲ့နေရာမှာဝေရဏထင်ရှားတဲ့ပုဂ္ဂိုလ်ဝေရဏကနေစပြီးတော့သိမ့်စီရတယ်အတိစိတ်ဝိညာဉ်ထင်ရှားတဲ့ပုဂ္ဂိုလ်တွေလည်းပဲအတိစိတ်ဝိညာဉ်ကနေပြီးစတင်ပြီးတော့သိမ့်စီရတယ်ဖတ်တာထင်ရှားတဲ့ပုဂ္ဂိုလ်တွေလည်းပဲဖတ်တာဖတ်တာမှ စတင်ပြီးတော့သိသိရတယ်တဲ့အဲဒီတော့ဝေရဏဝိညာဉ်ဖတ်တာဆိုတဲ့ဒီတရားတွေဟာသူတို့သိကြလားမဟုတ်ဘူးတဲ့သူတို့နဲ့ဆိုင်ရာဆိုင်ရာအကုန်လုံးသူတို့ကိစ္စသူတို့လုံကြတယ်ဆိုပြီးတော့အထက်ကရာက ပြောထားတာရှိတယ်နော်ယသဝေရဏပကတဟောတိသောဏကေဝလံဝေရဏဝဥပ္ပစ္စတိဒါယသတိန်တေဝရမဏဘုသမာနောဖသောပိဥပ္ပစ္စတိ သင်္ဇနနာမာနသညာပိစေရိယမာနစေရနာပိဝိဇနနာမာနဝိညာဏပိဩပိစတိတိဖတ်တပင်စမကေယေဝပရိက္ခဏန္တိအာယုန်တစ်ခုကိုအကြောင်းပြုပြီးတော့ဝေရဏထင်ရှားတဲ့ပုဂ္ဂိုလ်ဆိုကြစို့တဲ့ဝေရဏကနေစပြီးတော့သိသိရတယ်အနံကမထိုင်းမိုင်းနဲ့ဆိုရင်လေယုတ်ကိုအကြောင်းပြုပြီးတော့ ရူပယုံဆိုလဲရူပယုံတတ္တယုံဆိုလဲတတ္တယုံခန္ဓာယုံဆိုလဲခန္ဓာယုံရတ္တယုံဆိုလဲရတ္တယုံပေါ့ဖုဒ္ဓဘာယုံဆိုလဲဖုဒ္ဓဘာယုံဓမ္မယုံဆိုရင်လဲဓမ္မယုံရူပယုံဆိုလဲသက္ကုဒ္ဒရာဝိထိနပတ်သက်ပြီးတော့အနန္တရားတွေပေါ့ယခုတော့လည်းပဲအဲ့ဒီဘိုင်းကိုမပြောဘဲနဲ့ဒီအာနာပါနအခိုက်မှာကိုကခံစားချက်ကလေးပြီးပြောင်းသွားတာတတိထာမိမယ်တတိထာကြည့်ရ တတိထကြည့်ရမယ်ဆိုတာကနည်းနည်းတဲ့အသိဉာဏ်ကလေးတွေထည့်ပြီးအလုံးလုံးရင်ပုံရိပ်ပုံရိပ်မိမိရဲ့လုပ်ငန်းပေါ်မှာပို့ပြီးတော့တတ်ဝင်မှုယုံကြည်မှုတွေခွန်အားတွေပေါ့အသိဉာဏ်တွေပြည့်ဖြူနေပါလားငါတဲ့လုံနေတဲ့လုပ်ငန်းခွင်နဲ့ပတ်သက်ပြီးခံစားချက်ကလေးတွေပြောင်းသွားတော့ဘလို့ခံစားချက်ကလေးတွေလဲဆိုတော့စိတ်စီတွေတိတ်တို့ရဲ့ခံစားချက်ကတစ်ခုနဲ့တစ်ခု မတူဘူးဆိုတာလေးသိဖို့ပေါ့နော် အဲ့ဒီတော့နန္တရားတွေကိုသိသိတဲ့အပိုင်းမှာတဲ့ဝေဒနာထင်ရှားတဲ့ပုဂ္ဂိုလ်ကဝေဒနာကနေစတင်ပြီးတော့အာယုံကိုအကြောင်းပြုပြီးတော့ဒီဝေဒနာကနေစတင်ပြီးတော့ရှင်မောရှင်ဘက်တွေကိုသိသိဖို့ညွှန်ကြားတယ်ဒါပေမဲ့သူကတော့သောဏကေဝလံဝေဒနာဝဥပ္ပစတိတဲ့ဒီဝေဒနာတစ်ခုတည်းဖြစ်နေတာမဟုတ်ဘူး ဝေဒနာနဲ့အတူရှင်တွဲနေတဲ့အာယုံကိုသိတတ်တဲ့ဖသဆိုတဲ့တရားလည်းထင်ရှားဖြစ်နေကြတယ်။အာယုံကိုမှတ်သားတတ်တဲ့သိညာလည်းဖြစ်နေကြတယ်။အာယုံပေါ်သို့စေရသိက်တွေကျန်တဲ့စေရသိက်တွေရအောင်တွန်းပုတ်ပေးတတ်တဲ့လှုပ်ဆော်ပေးတတ်တဲ့ဆစ်ဆော်ပေးတတ်တဲ့စေရနာလည်းပါတယ်။ဒီအာယုံကိုသိနေတဲ့အသိစိတ်ဝิญဉ်လည်းပါနေတယ်။ဒါလေးတွေက တဘာဝတရားတွေအလုံးလောက်တာလူတွေကို နားလည်ဖို့တဲ့နော်နောက်တခုအသိစိတ်ဝိညာဉ်ကနေထင်ရှားတဲ့ပုံကိုနော်ယသဝိညာဏဘဂတံဝတိသောနာကေဝလံဝိညာဏမေဝဥပ္ပဇ္ဇတိဒေနာတတိတေဝရမဏဘုဒ္ဓမာနောဖတ်တော်ပြီဥပ္ပဇ္ဇတိ အနုဘာဝမာနဝေရဏပိသင်္စရဏမာနတင်ညာပိစေရယမာနစေရဏပိဩပိစတိတိဖတ်တပင်စမကေယဝပရိက္ခဏန္တိတဲ့အသိစိတ်ဝိညာဉ်ထင်ရှားတဲ့ပုဂ္ဂိုလ်လည်းပဲအသိစိတ်ကနဲ့စတင်ပြီးတော့သူ့ရဲ့ရှင်ဘောရှင်ဘက်တွေအာယုံကိုအကြောင်းပြုပြီးဖြစ်တဲ့အသိစိတ်ဒီအသိစိတ်ကနဲ့စတင်ပြီးတော့နန္တရားတွေကို သိသိဖို့ ဒါပေမဲ့အဲ့ဒီနန္တရားတွေထဲမှာအဲ့ဒီအသိစိတ်ကနေစသိသိဖို့ဆိုတာဒီအာယုံကိုသိနေတဲ့အသိစိတ်တစ်ခုတည်းဖြစ်နေတာမဟုတ်ဘူးတဲ့အဲ့ဒီအာယုံကို အသိစိတ်နဲ့ရှင်တွဲနေတဲ့အာယုံကို တွေးထိတတ်တဲ့ဖတ်တာလဲပါနေတယ်အာယုံကိုမှတ်သားတတ်တဲ့သိညာလဲပါနေတယ်အာယုံပေါ်သို့ရှင်ဘောရှင်ဘက်စိတ်စစ်တိတ်တွေရအောင် တွန့်ဖို့ပိတတ်တဲ့စိတ်ဆော်ပိတတ်တဲ့လှုပ်ဆော်ပိတတ်တဲ့စေရနာလေးပါနေတယ်ဝေဒနာလည်းပဲပါနေတယ်စသည်ဖြင့်ဖတ်တာပင်စမကတရားငါးပါးလုံးသည်ပါဝင်နေကြတယ်သူတို့ကိစ္စသူတို့လုံနေကြတယ်ဆိုတာလေးဒါလေးတွေသိဖို့ဒါလေးတွေကနောက်မှတခါထပ်ပြီးတော့ခွဲပြေးအောင်ပါနော်နောက်တစ်ခု ဖတ်တာထင်ရှားတဲ့ပုဂ္ဂိုလ်တဲ့ဖတ်တာဆိုတာလည်းပဲအာယုံနဲ့အသိစိတ်တို့ကိုဆက်ဆက်ပေးတတ်တဲ့သဘောတရားပဲအာယုံနဲ့ဆက်ဆက်ပေးတဲ့သဘောဖတ်တာဆိုတဲ့သဘောတရားထင်ရှားတဲ့ပုဂ္ဂိုလ်လည်းပဲဖတ်တာကနေသိသိဖို့ယသဘသောဘဂတောတိသောနာကေဝလံဘသောဝဥပ္ပဇ္ဇတိဒိနာတတိန်တေဝရမဏ ानु ဘာဝမာနာဝေရဏပိဥပ္ပဇ္ဇတိ ဣန္ဒြနာမာနတညာပိစေရိယမာနစေရဏပိဝိဇနနာမာနဝိညာဏပိဥပ္ပစ္စတိတွိဋ္ိမှုဆိုတဲအာယုံကိုတွိဋ္ိတတ်တဲ့ဖတာဆိုတဲသဘောတရားလေးထရှာဖြစ်ပေါ်လာပီဆိုရင်လည်းပဲဖတာကနေဖတာကိုခေါင်းထားပြီးဖတာနဲ့ရှင်ဖို့ရှင်ပက်သိစေရတယ်ဒါပေမဲ့ဖတာတစ်ခုတည်းဖတာတစ်လုံးနဲ့ထင်ရှားဖြစ်ပေါ်နေတာမဟုတ်ဘူးတဲ့ ာယုံကိုခံစားတတ်တဲ့ဝေဒနာလည်းပါနေတယ်အာယုံကိုမှတ်သားတတ်တဲ့သင်ညာလည်းပါနေတယ်အာယုံပေါ်သို့စိတ်စေရသိက်တွေရောက်အောင်တွန်းပို့ပိတတ်တဲ့လှုပ်ဆော်ပိတတ်တဲ့စေရနာလည်းပါနေတယ်အသိစိတ်ဝိညာဉ်လည်းပါနေတယ်နန္တရားတွေဟာခံစားချက်တွေက အပြောင်းလဲရှိတယ်ဆိုတာတတိထာမိဖို့ခုနစကုတ္တရာဝိသိပြတဲ့နန္တရားတွေအကြောင်းပြောဖို့တော့မဟုတ်ဘူးယခုအာနာပါနာ ပညာအာယုံကို အရှုခံအာယုံထားပြီးစထိုင်တဲ့အချိန်ခါနေပြီးဧကဂရသမารီဖြစ်သွားတော့ခံစားချက်ကလေးတွေချိန်သွားတာတတိထားမိမလားမသိဘူးစိတ်ငြိစိတ်အောင် ပြုချင်းလိုက်တယ်အခါကျတော့စိတ်ငြိစိတ်အောင်ပြုချင်းလိုက်တယ်အခါကျတော့တဘာဝသူ့လို့သူလို့တဲ့လေအာယုံကိုသိအဲ့ဒီအသိစိတ်ကဒီအာယုံကိုထင်ရှားသလား ီအသိစိတ်နဲ့အာနာပါနဆိုတဲ့အာယုံကိုဆက်ဆက်ပြီးတဲ့ဖတာကထင်ရှားသလားအာယုံကိုခံစားတတ်တဲ့ဝေဒနာကထင်ရှားသလားတော်တော်များများတော့အသိစိတ်ဝိညာဉ်ကနေပြီးစပြီးတော့လေအာယုံကိုတိတိသွားသလားလို့မေးတဲ့အခါကျတော့ယောဂီတွေပါပြောလဲသိတယ်အဲ့ဒီသိတယ်ဆိုတာဘာလဲဝိညာဉ်ဝိညာဉ်နဲ့ခန္ဓာအတိစိတ်ဝိညာဉ် ဲ့ဒီတော့အလုံးလုံးတဲ့အခါကျတော့အသိစိတ်ကနေပြီးတော့ဖတ်တာကမိမိရဲ့အသိဉာဏ်နဲ့မှထင်ရှားလာသလားသို့မဟုတ်ဝေဒနာဘက်ကိုချိန်သွားပြီလားအဲဒါလေးတွေသတိထားပြီးနက်နက်နဲ့နဲ့ကိုလုံးနေတဲ့အလုံးမှာရှေ့တာထွက်တဲ့ကိုက လေအာယုံကိုသိတဲ့အချိန်နဲ့တဏှာကြီးလောက်မိနစ်30လောက်မှာခန်းစားချက်တွေဘာပြောင်းသွားသလဲဘသူတွေကထင်ရှားလာပြီလေဒါလေးတွေပေါ့နော် အဲ့ဒီတော့စိတ်ဉ္ဇဉ်ဆိုင်အောင်ပြုကျင့်နေစတာထွက်တဲ့ကိုက ခန္ဓာကိုဖြေလျှော့တဲ့အလုပ်ကိုရိုးရိုးသေးသေးလုပ်ဖို့ပြောတယ်မလောရဘူးဖြေလျှော့ပြီးသွားရင်လည်းခန္ဓာကိုယ်နဲ့စိတ်ကိုအနာပေးမျက်လုံးကိုလည်းပဲအိပ်ပျော်သောမျက်လုံးကဲ့သို့အနာပေးနားယူဖို့အကြောင်းရှိတဲ့အဓိပ္ပာယ်လေးအများကြီးရှိတယ်။သွားရမယ့်လမ်းစဉ်လေးကနုနုနယ်နယ်လေးမြင်ရတာလည်းမဟုတ်ဘူး အဲ့ဒီတော့ငြိမ်သက်မှုတွေအနာယူမှုကလေးတွေနဲ့တာတာရရာကလေးအာယုံစီကို ရောက်အောင်တတ်သွားရတဲ့အလုံးရှေးဥပိုင်းကလည်းပြောထားတယ်သင်ခဲ့တဲ့ပညာရဘဝတလျှောက်လုံးဒီလိုအသက်ရွယ်ထိပင်ယူခဲ့တဲ့ပညာရတွေအတွေ့အကြုံတွေနဲ့ပတ်သက်လို့ဒီအာယုံဒီပညာရဒီလိုသင်ကြားမှုဆိုတဲ့လုပ်ငန်းရဟာ ီပညာရသည်အင်မတန်မှနှုတ်နေတယ်အင်မတန်မှသိမ်မွေ့တယ်ဘဝတရှောင်းလုံးသင်ခဲ့တဲ့အတွေ့အကြုံပညာရတွေလည်းမဆိုင်ဘူးအင်မတန်နှုတ်ညံ့သိမ်မွေ့တာကိုဒီလိုနှုတ်နှုတ်ညံ့ညံ့သိမ်သိမ်မွေ့မွေ့ဖြေလျှော့တဲ့အလုပ်ကလေးတွေလုပ်ရတယ်ဖြေလျှော့တယ်ဆိုတော့ဘဝနဲ့နဲ့ခက်ထန်နေတဲ့ကြမ်းတမ်းနေတဲ့လွန်ကဲနေတဲ့ဝိရိယတွေစရော့ပြီးစလျှော့ခန္ဓာကိုယ်နဲ့စိတ်ကိုလည်းအနာပေးလိုက်တယ် မျက်လုံးကိုလည်းပဲအိပ်ပြော်သောမျက်လုံးကဲ့သို့အနာပေးခြင်းနားယူခြင်းလုပ်လိုက်တယ်။တော်တော်လေးကိုနူးညံ့တဲ့ဘက်ကိုတော်တော်လေးရိမ့်ရိမ့်သွားပြီ။နူးညံ့တဲ့ဘက်ကိုလည်းပဲညှွန့်ကန်းရှာရိမ့်သွားပြီ။အလုံးလုံးနူးညံ့သိမ်မွေ့တဲ့လေအာယုန်လေးဖြစ်ဖို့ရန်လည်းပဲအလုံးလုံးနူးညံ့သိမ်မွေ့တဲ့လေအာယုန်လေးကိုသိဖို့ရန်လည်းပဲနမနအဆိုတဲ့နန္တရားတွေကလည်းပဲစိတ်ကလည်းပဲအာယုန်ကလည်းပဲသိသိလာတယ်။နန္တရားတွေကလည်းပဲသူကတော့ညှွန့်ကန်းရှိုင်းလာတယ်။ အဲ့တော့ခန္ဓာကိုယ်နဲ့စိတ်ကိုလည်းအနာပေးတယ်မျက်လုံးကိုလည်းအိပ်ပျော်သောမျက်လုံးကဲ့သို့အနာပေးပြီးသွားမှတတိကိုစပြီးအလုံးလုံးအတုံးချတတိထားပါဘသူကိုထားမှလဲစိတ်ကိုထားရမယ်စိတ်ရှိမှပြီးနိုင်တဲ့ကိစ္စမို့လို့စိတ်မရှိလို့မရအောင်စိတ်ရှိဖို့အရေးကြီးနေတယ်တတိကစပြီးအလုံးလုံးတော့မယ်ဘယ်လိုလုံးမလဲ အာယုန်နေစီကိုအနီးအဝေးအာယုန်နေစီကို ပြေးလွှတ်တတ်တဲ့ကြံစည်တတ်တဲ့လှင်းလင်းမြန်မြန်နဲ့အာယုန်တစ်ခုတစ်ခုကိုယူနိုင်တဲ့စိတ်အိဋ္ဌာယုန်အနိဋ္ဌာယုန်အာယုန်မျိုးစုံစီမှာလှက်ပတ်ပြီးကျက်စားပြီးတော့တွေးချင်ရတွေးမယ်စီမံချင်ရစီမံမယ်အဲ့ဒီစိတ်ကအဲ့ဒီအာယုန်နေစီကိုလှက်ပတ်ပြီးတော့ကျက်စားမနေဖို့ရန်အတွက်တတိကစားပြီးခန္ဓာကိုယ်နဲ့စိတ်ကိုနာပြီးမျက်လုံးကိုအိပ်ပျော်သောမျက်လုံးကဲ့သို့အနာပင်နာယူခေတ္တကနေ ယူပိဒံနဲ့တတိကိုစားပြီးတတိထားလိုက်မယ်စိတ်ကလေးတွေးစစ်တတ်တဲ့အာယုံတွေးစီရောက်ရမသွားအောင်မတွေးမိအောင်မစဉ်းစားမိအောင်တတိထားဆောင်ဆောင်တဲ့လုပ်ငန်းကလေးကိုစားပြီးတတိထားရင်ဆောင်ဆောင်တဲ့ဂယုဆိုင်တဲ့ဂယုဆိုင်တဲ့ဆိုတဲ့အတုံးနှုံးကတတိကိုနည်းနည်းလေးလေးနက်နက်ရှိပန့်ဖို့ပြလိုက်တာထိမ့်ချုပ်တာမပါဘူးနော် ဒီနေ့ဒီရက်ဆိုတော့အဲ့ထိန်ချုပ်တာတွေလည်းပဲအပြစ်သဖွယ်ပြောနေတယ်ကြည်တယ်ဆိုတာတွေလည်းမကြိုက်ဘူးအန္တရာယ်ရှိတယ်ကမ္မထာနဲ့ပတ်သက်လို့ဒါတွေလည်းနားရတော်တော်ဝါသွားကြပြီနော်အထိန်နေထိန်နေထိန်ချုပ်ထားတာတို့ကြည်တာတို့ဒါတွေကိုချက်ချင်းချက်ချင်းဒီဥစ္စာတွေမသုံးနဲ့ဒီအသုံးနှုံးတွေမသုံးနဲ့ခက်ခဲကိုဖြစ်စေတတ်လို့လေအဲ့ဒီတော့စိတ်ငြိမ်စိတ်အောင်ပြုခြင်းနဲ့စိတ်ကလေးလေလွင့်မှုမရှိရအောင် မိခင်က အမတန်မှရုပ်ရတဲ့ကလေးလေးလေးပဲပြေးနေတဲ့ကလေးသူမွေးဖွားတဲ့လေးလေးပဲပြေးတဲ့ကလေးလေးကိုတရွတ်တရံနဲ့ခရုဆိုင်ပြီးဆောင်းဆောင်သလိုပဲဒီကလေးသူငယ်ကဘာအသိဉာဏ်မှမရှိဘူးဆိုတာမိခင်ကသူအသိဆုံးပဲအဲကြောင့်မို့လို့တရွတ်တရံခရုဆိုင်ပြီးဒီကလေးသူငယ်ဘေးအန္တရာယ်မဖြစ်ဖို့ရန်အတွက်အန္တရာယ်တစ်ခုခုမဖြစ်ဖို့ရန်အတွက် တယူတရားဂယုဆိုင်တခြားအလိုလုပ်တော့လည်းပဲဒီကလေးစီမှာပဲဆင်းရောက်ထိုနေ့တူပဲမိခင်နဲ့တူတဲ့တတိကကလေးနဲ့တူတဲ့စိတ်ကိုတတိထားဒီလိုသုံးမျိုးပဲဘယ်လိုရည်ရွယ်ချက်လဲတွေးစစ်တတ်တဲ့အာယုန်နေစီကိုမသွားဘူးအကျုံးမဝင်တဲ့အာယုန်နေစီကိုမသွားဘူးဒီချိန်ခါမှာအဘာဝလေးအာယုန်တစ်ခုသာအကျုံးဝင်တယ်ကျန်တာရရဲ့အကျုံးမဝင်တော့ဘူးသွားခွင့်ပေးလို့ကိုမင်းရတော့ အဲ့ဒီလိုရေပဲချက်ကလေးဖြင့်တတိထာစိတ်ကို ရောက်သွားမဲ့တတိထာလည်းရပ်သွား။နောက်အာယုံတစ်ခုစီရောက်မဲ့တတိထာရပ်သွားမယ်။ဒီလိုမျိုးပဲလေ့ကျင့်ပေးရ။နောက်တော့ဝိတက်ကအာယုံတစ်ခုစီကို တင်ပြီးတွေးမယ်လို့ကြံနိုင်ကြံနိုင်တင်မယ်ကြံနိုင်ကြံနိုင်တတိကလှင်ပြီးချက်ချင်းချက်ချင်းတိတ်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 လာလိမ့်မယ်။လေ့ကျင့်မှုတစ်ခု ရှိရတယ်လေ့ကျင့်ရတယ်နော်။ ဲ့ဒီလိုမျိုးလေ့ကျင့်လိုက်တယ်လေ့ကျင့်လိုက်တဲ့အခါကျတော့အဲ့ဒီအကျုံးမွင်တဲ့တက်ရှိသက်မဲ့အာယုံတွေးစီတတ်တဲ့အာယုံတွေစီကိုရောက်မသွားအောင်တတိထားလိုက်တဲ့အခါကျတော့သွားစရာမရှိတော့စိတ်တို့မြည်သည်မှလည်းပဲစိတ်တို့မြည်သည်မှလည်းပဲအာယုံရှိမှဖြစ်တော့တရားဝင်ဖြစ်တဲ့အနိကဆုံးလေးအာယုံကိုအလိုလိုသိသိသိအဲဘသူကစပြီးထင်ရှားလဲဆိုတော့အသိစိတ်ဝိညာဉ်ကစပြီးတော့ထင်ရှားတဲ့ဝိညာဉ်နဲ့ခန္ဓာ စေအသေးစိတ်ဝိညာဉ်တူတဲ့တလုံးနဲ့ဒီဝိညာဉ်နဲ့ခန္ဓာအသေးစိတ်ဝိညာဉ်တစ်ခုတည်းဖြစ်နေတာမဟုတ်ဘူးတဲ့အသေးစိတ်နဲ့ဒီလေအာယံကိုဆက်ဆက်ပြီးတတ်တဲ့ဖဒဆိုတဲ့တရားလည်းပါနေတယ်ဒီလေအာယံကိုအာယံကိုအကြောင်းပြုတဲ့ဝေဒနာဆိုတာလည်းပါဝင်နေတယ် ဒီလေအာယုံပေါ်ကိုကြံတဲ့စိတ်စေတသိက်တွေရှင်ဘောရှင်ဘက်တွေရောက်ဖို့ရန်အတွက်တွန်းပို့ပေးတတ်တဲ့စိတ်ဆော်ပေးတတ်တဲ့စေတသိက်လည်းပါနေတယ်ပင်စမခတရားအဲ့ဒီလိုမျိုးစိတ်တစ်ခုတည်းအသိစိတ်တစ်ခုတည်းအလုံးလုံးနေတာမဟုတ်ဘူးကြံတာတွေလည်းပါပါတယ်ဆိုတဲ့အကြောင်းနော် အဲ့တော့စိတ်ဉဉ်စိတ်ယောင်ပြုခြင်းတော့ယောဂီတွေမေ့ကြည့်လိုက်တော့တဘာဝသူ့လို့သူလုံနေတာတိပီလားတိတိတိအဲ့တော့စတာထွက်တဲ့ချိန်ခါမှာတော့အသိစိတ်ဝิญဉ်ထင်ရှားတာကတော့ဒါတော့သိကြတယ်ထင်ရှားတယ်ဆိုတဲ့နေရာမှာဖတ်တာကလည်းပဲစိတ်နဲ့လေးအာယုံနဲ့ဆက်ဆက်ပြီးတဲ့ဖတ်တာလည်းပါနေကြတော့ ယနေ့ဝေဒနာကဘယ်ချိန်ပေါ်လွင်လာလဲဆိုတော့ဘယ်ချိန်မှချိန်သွားလဲဒါလေးတတိရှိဖို့ဒါလေးဒါလေးဒီနေ့အတွေ့လဲကင်းသွားတယ်ထိနမိတာပဝင်ကြမှုလဲကင်းသွားတယ်အချိုးကြကြနဲ့နေရာတွေထိတာတွေလဲဒါတွေလဲပဲအကုန်လုံးလောပြီးတဘာဝလေးအာယုန်တစ်ခုမှပဲစိတ်ကြရောက်တည်ငြိမ်နဲ့ ဧကဂရသမารိဖြစ်တော့မကြခင်အတွင်းမှာနှိပိနုညံ့သိမ့်မှုတဲ့လေအာယုမှာဧကဂရသမารိဖြစ်သွားတော့ဒုက္ခဆိုတဲ့ချမ်းသာမှုဆိုတဲ့ဝေဒနာ ဝေဒနာထင်ရှားဖြစ်ပေါ်လာသူကပို့ပြီးတော့ထင်ရှားလာတဲ့သဘောရှိတယ်စေတသိကအတ္တဒပိစုပဌာနာဆိုတဲ့အတိုင်းစိတ်ကိုမှီတွဲပြီးသာယာတတ်တဲ့သဘောတရားလေးနေရာယူလာတယ်အဲ့ဒီတော့ချမ်းသာတယ်ချမ်းသာတယ်ငြိမ်းချမ်းတယ်ငြိမ်းချမ်းတယ် ်လားအဲ့ဒီတော့စိတ်ကိုမိတွယ်ပြီးသာယာတတ်တဲ့သဘောဆိုတဲ့ဝေရဏသောမနတဝေရဏဖြစ်လိမ့်မယ်နော်သောမနတဝေရဏအဲ့ဒီသောမနတဝေရဏဒီဝေရဏသည်ပတ္တတိပတ္တတိပဒထံဆိုတော့စိတ်စေတသိက်တို့ဤငြိမ်းအေခြင်းအကြောင်းပဒထံရှိတယ် စိတ်တွေစေတသိက်တွေကဒီလေအာယုံလေးကိုအကြောင်းပြုပြီးဧကဂရသမာဓိဖြစ်တော့ကာယလဝုဒ္ဒစိတ်တလေဝုဒ္ဒကာယမုဒ္ဒစိတ်တမုဒ္ဒကာယကမိညာရစိတ်တကမိညာကာယဘဂုညာရစိတ်တဘဂုညာရသတိဖြင့်ကာယပတ္တိစိတ်တပတ္တိတွေထင်ရှားဖြစ်ပေါ်လာတဲ့အခါကျတော့အတိစိတ်ထင်ရှားရာနေပြီးတော့ပို့ပြီးတော့ပေါ်လွင်လာတဲ့ဝေဒနာသောမနတဝေဒနာ စိတ်ကိုမြင်တွေ့ပြီးချိန်သွားတာလေအဲ့ဒီမှာချမ်းသာတယ်အေးချမ်းတယ်ငြိမ်းအေးတယ်ဒါလေးတွေနေရယူခဲ့တယ်အဲ့ဒီတော့တရားထိုင်တဲ့အချိန်ကမှဒုက္ခဝိဟာရေဒုက္ခဆဝိဟာရောချမ်းချမ်းသာသာနေထိုင်ရတယ်အထိုင်လေးတွေမရသေးဘူးလားဒီနေ့နဲ့ဒီနေ့မရကြသေးဘူးလားအဲ့ဒါတွေပဲလေဒါနဲ့နဲ့နည်းနည်းလေးတွေးခေါ်တတ်ဖို့နော် ဒီအာနာပါနကမ္မထာနဲ့ပတ်သက်ပြီးနက်နက်ရှင်ရှိုင်းကလေးဘယ်ချိန်မှခန်းစားချက်ကလေးတွေက ပြောင်းသွားလေခုနပြောသလိုနန္တရားတွေဟာ ထင်ရှားတဲ့နေရာမှာအတိစိတ်ထင်ရှားတာရှိတယ်ပေါ်လွင်တာရှိတယ်ကာယကံရှင်ယောဂီရဲ့မနောဒွာရမှာနောက်ပြီးတော့ဖတ်တာတွေးထိမှုဆိုတဲ့ဖတ်တာထင်ရှားတာရှိတယ်ခန်းစားချက်ဝေဒနာထင်ရှားတာရှိတယ်တဲ့ အဲ့ဒီသုံးခုထဲကဘယ်ဥစ္စာမိမိအသိစိတ်ထဲမှာမိမိရဲ့အသိဉာဏ်ထဲမှာပေါ်လွင်ထင်ရှားလဲထင်ရှားတဲ့နန္တရားနေစတင်ပြီးတော့ကျမ်းတဲ့ရှင်ဘောရှင်ဘက်တွေကို အာယုံနဲ့ပတ်သက်ပြီးတော့တဲ့ဒါဆင်ကျင်ရမယ်သိသိရမယ်နန္တရားတွေကိုတဲ့အဲဒါကတော့ယောဂီတွေနဲ့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 လိုက်တွေးဖို့တမာရီအပြက်ခံပြီးတော့လိုက်လို့ကိုပြောတာမဟုတ်ဘူးခံစားချက်ကလေးတွေသဘောတရားလေးတွေချိန်သွားပြောင်းသွားတယ်ဆိုတာလေးတွေ့ ဒါသိဖို့နားလည်ဖို့ဟုတ်လားအဲ့ဒီဒုက္ခဝိရတွေချမ်းမြမ်းသာသာနေထိုင်နေကာယပ္ပတိစိတ်တပ္ပတိစိတ်စိတ္တတွေငြိမ့်အေးပြီးတော့နေတယ်ဆိုတာကဒါဘသူကပြုခြင်းမှသာလျင်ဒီလိုမျိုးသဘာဝလက္ခဏာတွေနဲ့ခံစားချက်တွေ ရနိုင်မှလဲမိမိသာလင်အဓိကပဲမိမိလုံမှရမှာပေါ့အဲ့ဒီတော့လူသားတွေကအသိဉာဏ်ရှိတော့စွမ်းအားရှိတယ် အရေးမြတ်လေးပြောလိုက်မယ်ဆိုရင်ကြားရတဲ့သူတွေကလိုချင်တဲ့စိတ်ရှိတယ်ဆိုစူးစမ်းလိုက်မယ်ဆိုရနိုင်လားမရနိုင်ဘူးလားရနိုင်တယ်ဘာကြောင့်မို့လို့ဒီလိုမျိုးဒုက္ခဝိရာတွေချမ်းချမ်းသာသာမကြခင်တွင်မှရလဲဆိုတော့အာယုံကိုကအပြစ်ကင်းတဲ့အာယုံလေးအာယုံလေးကအပြစ်မကင်းဘူးလားကာယကံရှင်ဖြစ်တဲ့ယောဂီကိုလည်းပဲဘဝတလျှောက်လုံးသူကကျေးဇူးပြုပေးထားတာ ယေရှုပြုပေးတာမှန်သလားမမှန်ဘူးလားမှန်တယ်ဘဝတစ်လျှောက်လုံးမိမိဘာလို့လုပ်နေလဲဘယ်ဟူသွားမှလဲဘယ်လိုပညာတွေသင်နေမှလဲဘယ်ချိန်အိပ်မှလဲဘယ်လိုအာဟာရတွေကိုစားမှလဲစသည်ဖြင့်သူ့ကိုအလေးမထားဂရုမစိုက်ပေမဲ့လည်းပဲဒီကာယကံရှင်တယောက်ကအချိန်နဲ့တပြေးညီလက်ပတ်နိုင်ရဲ့အတွက်ဒီဝိသက်ထွက်တဲ့ဝင်လေထွက်လေအလုံးတရားမှကျေးဇူးကြီးပါတယ်ကျေးဇူးရှင်က ေစုပြုပေးနေကြရတယ်မဟုတ်ဘူးလားအလွန်တရားမှကျေစုကြီးမှပါတယ်ဆိုတော့မိခင်ဖခင်တို့အချိန်တန်ရင်တော့မိမိကိုခွဲသွားကြသေးတာပဲသူတဘာဝအရာမခွဲကျင်တော့လည်းပဲခွဲကြရတာမဟုတ်ဘူးလားအေးဖယားရှင်လဲဟာလားတက်တော်ထင်ရှားလဲမကြုံတွေ့နိုင်ရဘူးဒါလည်းခွဲခွာသွားတော့ပါပဲဆိုကြစို့နော်အဲ့ဒီတော့ဒီဝင်သက်ထွက်သက်ဝင်လေထွက်လေလေးကမိမိဒီတဘဝလုံးအတွက် ်တန်းကလေးကိုရရှိနိုင်တဲ့တဘဝလုံးအတွက်သူကတော့မကွေမကွာဘဝတလျှောက်လုံးစက္ကန့်မိနစ်နာရီမလတ်ပဲနဲ့ကျေးဇူးပြုပေးတယ်အလွန်တရာမှကျေးဇူးကြီးမားတယ်ကျေးဇူးရှင်ကိုပြပါဆိုရင်နံပါတ်1ဒီဝင်သက်ထွက်သက်ဝင်လင်ထွက်လီကိုပဲပြနောက်ထပ်အမိဘဘုရားတရားတန်ခါစသည်ဖြင့်တဆင့်စဉ်တဆင့်ဒါတွေကိုဒါညွန်ပြရမှာဒီလိုမျိုးရှိတာနော်အဲ့ဒီတော့ဒီအလွန်တရာမှကျေးဇူးကြီးမားတယ် ကျေးဇူးရှင်ဖြစ်တဲ့လေအာယုံအပြစ်ကင်းတဲ့အာယုံအပြစ်ကင်းတဲ့အပေါင်းဖော်နဲ့ဒီစိတ်ကပေါင်းပူပေါင်းပြီးတော့နေလိုက်တဲ့အခါကျတော့တတိဝရိယပညာစသည်လိုပြင်ခြံရံလိုက်တဲ့အခါကျတော့ရလတ်ကောင်းတွေကထင်ရှားဖြစ်ပေါ်လာတယ်ပရမဇန်ဒုတိယဇန်တတိယဇန်သရုတ်တဇန်ဒီလည်းရနိုင်တယ် ဒီလင်းနဲ့ရှင်တွဲနေတဲ့သမာဓိကိုရရှိတဲ့ပုဂ္ဂိုလ်တွေကနောက်ထပ်တစ်ပန်းယုတ်တရားနန္တရားတွေကိုလည်းသိတော်မယ်ဒုက္ခသစ္စာကိုလည်းသိတော်မယ်အကြောင်းသမုဒ္ဒရာသစ္စာကိုလည်းသိတော်မယ်အနိစ္စဒုက္ခအနတ္တဝိပဿနာဉာဏ်တို့ရဲ့အဆုံးအမလည်းပဲဒီဘဝမိခိုရာကိုကိုရာအာထာရာဖြစ်တဲ့တမတ်တဖို့ဆိုတာလည်းပဲသိမဝေးတော့ဘူးဒီသမာဓိကိုစစ်မှန်တဲ့သမာဓိပေါ့လေမအသွင်ပြောင်းပြီးကျေလင်တောင်းပါတယ်ပရိပါကနမိ လေနဲ့လှမ်းနေဝေးနေတဲ့အာယုံတွေကိုတိဖြတ်မနိုင်ဘဲနဲ့အရှိကိုသွားခြင်းတို့လို့သွားနေတဲ့ပုံကိုယ်တွေကြတော့ဒီနမိတ်တွေဟာအချိန်မပြည့်ပြောင်းနိုင်တယ်။ဒီလိုလေမအသွင်ပြောင်းပြီးခြင်းလင်းတောက်ပါတဲ့ပရိဘာဂနမိတ်ဆိုရင်ဒီတစ်သက်လုံးမပြောင်းနိုင်ဘူး။ဒါပေမဲ့မလုံပဲပြစ်ထားမယ်ဆိုရင်တော့ဖြည်း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 တာနဲ့ဖြူတာတွေပဲပြန်ရောက်သွားပြန်ရော။လုံးဝပြစ်ထားလိုက်ရင်တော့လုံးဝပြန်ပြောက်သွားပြန်။ပြန်လီပြီးတော့ပြန်ဆားလိုက်မယ်ဆိုရက်နှင်းငယ်တွေမှပြန်ပြီးတော့ရရှိလာပြန်ရော။ ီလိုမျိုးရှိတာအဲ့ဒီတော့တမာတိဆိုရင်လည်းတမာတိနဲ့ပတ်သက်တဲ့ဆက်စစ်မှန်မှန်လမ်းကြောင်းပေါ်ကိုရောက်ဖို့တော့လိုအပ်တယ်ဒီအာနာပါနအခိုက်မှာတော့ခုနသုံးတပ်ပြသွားတာလေးတွေမှာစတင်ပြီးသိလိုက်တာအသိစိတ်ကနေပြီးတော့ဟလာဘာသာထင်ရှားသလားပေါ်လွင်သလားဒီလေအာယုံနဲ့ပတ်သက်လို့လေအာယုံကိုစသိတဲ့တွေ့ထိတဲ့အဝေဒနာပိုင်းဆိုင်ရာတွေမှာလည်းပဲထုံနှိတူပဲသူ့အချိန်ခါသူပေါ်လွင်လာတယ် ုက္ခဝေဒနာစိတ်ကိုမိတွေ့ပြီးတော့ဖြစ်ပေါ်လာတဲ့သဘောတရားရက်လက်လက်တခုဒါလေးတွေဖြစ်ပေါ်လာငြိမ်းချမ်းနေအေးချမ်းနေဒီလိုမျိုးထင်ရှားဖြစ်ပေါ်လာတယ်နော်ကဲအဲ့ဒီတော့အာနာပါနကမ္မထာနဲ့ပတ်သက်ပြီးတော့ဒီလိုမျိုးနည်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 းလေးလေးပဲအာယုန်တွေကနန္တရားတွေနဲ့ပတ်သက်ပြီးအချင်းပြောင်းရှိတယ်ခန်းစားချက်ကလေးတွေကပုံသေးမဟုတ်ဘူးဆိုတာ ာသိလိုက်တယ်သိနေတယ်ရိုးရိုးလေးပဲသိတယ်အတွေ့အထိနမိတ်တာဘဝဉာဏ်သုံးခုကင်းသွားတဲ့ခါကျတော့ခံစားချက်တစ်ခုပြောင်းငြိမ်းချမ်းသွားတယ်အေးချမ်းသွားတာပဲဆိုတာဒါမျိုးတွေသူကပေါ်လွင်လာတဲ့သဘောရှိတယ်ဟုတ်လားအဲ့ဒီတော့အဲဖတာကပါလဲအဝိညာဉ်ကပါလဲဝေဒနာပါလဲစေဒနာပါလဲဒါတွေလိုက်ပြီးတော့ရှာခိုင်းတာမဟုတ်ဘူးเนาะအာတမာရီပြက်နေမယ် လုံရင်ကင်ရင်နဲ့ယခုလိုပြောလိုက်တဲ့အခါကျတော့အတန်ဝင်ကြားလိုက်တဲ့အခါကျတော့လုံရင်ကင်ရင်နဲ့ဩဩဒါပါလားဒါပါလားဒါပါလားဆိုပြီးအကုန်လုံးအသိဉာဏ်နဲ့မှထင်လာတယ်နော်ကဲဒီနေ့တော့ဒီလောက်အချိန်လေးနည်းနည်းပို့ထိုင်ကြရမယ်